မင်္ဂလာပါကောင်းကြီးမင်္ဂလာရှိသောနေ့တည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရပြာချန်တော်ပါမှခန္ဓာစိတ်ဝိညာဉ်မစခြင်းအမျိုးမျိုးကိုခန်းစားရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနက်မှာကျေးဇူးတော်ကြောင့်ကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ကြားတဲ့ပြင်ဆင်ပေးတဲ့အတွက်ကောရိန္သုဩဝါဒစာဒုတိယစာအခန်းကြီး7နှစ်အပိုင်ငယ်14ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်ဤတတ္တယအကျင့်တင်တို့စီတို့သွားခြင်းကငါသည်အသင်ရှိ၏ သင်တို့ကိုနှောက်ယှက်မည်ဟုအကြံမရှိသင်တို့ဥစ္စာကိုငါရှာသည်မဟုတ်သင်တို့ကိုသာရှာ၏တာသမီတို့သည်မိဘအတွက်ဥစ္စာကိုစီးပူးရသည်မဟုတ်မိဘတို့သည်တာသမီတို့အတွက်စီးပူးရ၏ဒီကျမ်းစာကိုကြည့်တဲ့အခါမှာရှင်ပေါလုကကောရိန္သုအသင်းတော်မှာရှိတဲ့ယုံကြည်သူတွေအပေါ်မှာမိဘတပွဲပြုမှုတယ်ဆိုတာကို တွေ့ရပါတယ်သူ့ရဲ့တာသမီတွေလို့သဘောထားပြီးတော့မှာ ူ့ရဲ့သားသမီးတွေအပေါ်မှာမိဘတွေက ပြုရမယ်ဝတ္တရားရှိသည့်အတိုင်းပြုကျင်တဲ့စိတ်နှလုံးရှိတာကိုလည်းတွေ့ရပါတယ်။ဒါကြောင့်မလို့အသင်းတော်မှာသင်အုပ်ဆရာနဲ့ယုံကြည်သူတွေဆိုတာကတာအဖလိုမျိုးနေထိုင်တာပိုကောင်းပါတယ်။ဆရာတပည့်လိုနေရင်တော့ဆရာဆိုတာပူဇော်ခံဖို့အကြီးညိုခံဖို့ဒီလိုမျိုးပုံစံမျိုးဖြစ်တတ်ပါတယ်။ဒါပေမဲ့မိဘဆိုတာကတော့သားသမီးတွေအပေါ်မှာ တာဝန်ယူပေးဖို့နဲ့သားသမီးတွေအတွက်မိဘတွေကကြွေးမွေးပြုစုစောင့်ရှောက်ဖို့ကွဲကွာဖို့ဒီလိုမျိုးရှိပါတယ်။ရေဟာစံတက်တဲ့ထုံးစံမရှိပါဘူး။ရေဟာစီးဆင်းတဲ့ထုံးစံပဲရှိတယ်ဆိုတဲ့အတိုင်းပဲမိဘတွေက သားသမီးတွေကောင်းစားတာကိုပဲမြင်ကျင်နေကိုလုတ်ကင်ရှာဖွေရသမျှသားသမီးတွေစီကိုပဲရောက်သွားတာပဲဖြစ်ပါတယ်။သားသမီးတွေကောင်းကောင်းမွန်မွန်စားတော့နေထိုင်ရမယ်ဆိုရင်မိဘတွေကမိမိကိုကိုမိမိ အငတ်ခံရမယ်ဆိုရင်တော့အငတ်ခံမဲ့သူတွေပဲ ဖြစ်ပါတယ်။ဒါကြောင့်မလို့သားသမီးနဲ့မိဘလူမျိုး အသင်းတော်ကဖြစ်နေရင်အရန်ကောင်းပါတယ်။ဒါပေမဲ့သားသမီးနဲ့မိဘထက်ဆရာနဲ့တပည့်ဆိုတဲ့ပုံစံမျိုးနဲ့တွားနေတာကပိုများပါတယ်။ငါ့ကိုပေးရမယ်၊ငါ့ကိုကြည့်ရမယ်၊ငါ့ကိုလှူရမယ်၊ငါ့ကိုဂရုစိုက်ရမယ်ဆိုတဲ့အဲ့ဒီလိုမျိုး ပုံစံမျိုးနဲ့ရှိနေရင်တော့အသင်းတော်က မိသားစုပုံစံမဖြစ်နေတော့ဘဲနဲ့ဆရာတပည့်ပုံစံ ဖြစ်ပြီးတော့ပူဇော်ခံတဲ့သူနဲ့ပူဇော်ရမယ့်သူနဲ့ဆိုတဲ့ပုံစံဖြစ်သွားမှာဖြစ်ပါတယ်။မိသားစုပုံစံ ဖြစ်မှာအသင်းတော်ကပို့ပြီးတော့မှချစ်လက်ခိုက်မှမြဲမြံမယ်လို့ကျွန်တော်ဒီလိုပဲနားလည်မိပါတယ်။ချစ်တော်မိပါညီကိုမောင်တို့ကိုယ့်ရဲ့အပေါ်မှာဥဆောင်နေတဲ့ဝိညာဉ်ရေးရာခေါင်းဆောင်တွေတိတ်အုပ်တွေဟာမိဘတပွဲဖြစ်ဖို့ဒီလိုမျိုးသဘောထားတတ်ဖို့လိုပါတယ်။ မိဘတပွဲဖြစ်တဲ့တင်းအုပ်တွေဓမ္မအမှုတော်ဆောင်တွေကသာလေကျွန်တော်တို့အတွက်အကောင်းဆုံးဖြစ်လိမ့်မယ်လို့ကျွန်တော်ယူဆပါတယ်။ဘာကြောင့်လဲဆိုရင် ကျွန်တော်ရဲ့အားနည်းချက်ကျွန်တော်ရဲ့မပြည့်စုံခြင်းတွေကို ပိုပြီးတော့မှ နားလဲပေးနိုင်စွမ်းရှိပါလိမ့်မယ်။တင်းအုပ်စီရတွေအမှုတော်ဆောင်တွေအနေနဲ့ကလည်းပဲကိုယ့်ရဲ့ယုံကြည်သူတွေစီကနေအမြဲတမ်းရယူဖို့ပဲစဉ်းစားပြီးအလူခံနေတာမျိုးသူတို့စီကနေတစုံတရာ မျောလင့်နေတာမျိုးထက် ကိုကဘာလုပ်ပေးရမလဲဘာပေးရမလဲဆိုတဲ့အဲ့ဒီလိုမျိုးစိတ်နှလုံးရှိပြီးမိဘတပွဲပြုမှုတတ်မယ်ဆိုရင်ကို့အပေါ်မှာပိုးပြီးတော့မှကြီးညိုလေးစားကြမှာပဲဖြစ်ပါတယ်ချစ်တော်မိဘညီကိုမောင်တို့မတို့အသင်းတော်မှာယုံကြည်သူတွေနဲ့သင်အုပ်တွေဆိုတာကသားနဲ့အဖေလိုမျိုးဆက်ဆံရေးရှိရမယ်လို့ကျွန်တော်ဒီလိုပဲတမာကျန်းစာအားဖြင့်တွေ့ရပါတယ်ဒါကြောင့်ဒီလိုဖခင်နှလုံးသားမျိုးရှိတဲ့ သင်အုပ်ဆရာတွေဖြစ်ကြပါစေ။သားသမီးလိုနှလုံးသားရှိတဲ့ယုံကြည်သူအသင်းသားတွေဖြစ်ကြပါစေလို့နှိုးဆော်တိုက်တွန်းပါတယ်ဖျားရှင်ကောင်းချီးပေးပါစေ။ဆုတောင်းကြပါစို့ကောင်းမြတ်တော်ဖျားကိုရကိုကျေးဇူးတင်ပါတယ်။ရှင်ပေါလုကကောရိန္သုအသင်းတော်မှာရှိတဲ့ယုံကြည်သူတွေအပေါ်မှာမိဘတပွဲပြုမှုပါတယ်။ဒီအတွက်ဖျားရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။ကျွန်တော်ပေါ်မှာလည်းထိုနည်းတူပြုမှုမဲ့ခေါင်းဆောင်များနဲ့ပေးတွေ့ပါ။ကျွန်တော်ပေါ်မှာ မိဘတဖွဲ့တွင်တင်ဆုံးမလမ်းပြပြီးကွဲကားပေးမဲ့သူများအားဖြင့်ကျွန်တော်တို့ကိုကောင်းချီးဖြစ်စေပါဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အပေါ်မှာလည်းဖျာရှင်ကောင်းချီးပေးပါမိအကြောင်းခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးနဲ့ပတ်ရပါမိအကြောင်းဒီနေ့တာလုံးအတွက်ဆက်ကဆုတောင်းတဲ့အခါသခင်ယေရှုခရစ်တော် နာမ၌ဆုတောင်း၍ဒီနေ့တာကိုအစာပြုပါ၏အာမင်